မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်ရဲကိုမြင်နာမြေပိုင်ကိုတန်ကြားလို့အားလုံးပျော်ရွှင်ပါစေကျောင်းကိုဒါပိုင်ရဲစုမှုကောင်းတောင်းပါတယ်ဗျာနော်ဒါဒီနေ့ပြောချင်တာကကျွန်တော်ကိုတောက်လျှောက်ပြောနေဗျာနေပြည်တော်ဒလီကျောင်းကိုတောက်လျှောက်ပြောတယ်မင်းတို့ပြည်တွင်းထဲမှာနေတယ်မင်းတို့ဘဘကြီးကဒါဘာလို့လို့မင်းတို့ကဘောငုံနားတယ်လို့ဘာညာလို့ကျွန်တော်တောက်လျှောက်ပို့စိုးစက်ဖေးတွေတောက်လျှောက်ထုတာနားမခံတော့အောင်ပြောတယ်ကျွန်တော်ပြောပြမယ် အဲ့ပြောနေတဲ့သူတွေကဘယ်သူတွေလဲဆိုဟိုကကိုမောင်တို့ပြောနေတာကိုပြောပြတယ်။ဒီကိုမောင်တို့ပြောနေတယ်ဒီကျန်တဲ့ဟိုငကြီးတို့ကတော့ခလေးမလို့ပါဒါတချို့အရေးကကျွန်တော်ဘာမဝင်လို့မပြောပါဘူး။ဒါကိုမောင်တို့ကတော့နည်းနည်းသိသိနိုင်သလိုဆိုတော့အဲကျွန်တော်ကပြောကျင်တာကိုမောင်မောင်တို့ရောက်လေသိသိနိုင်တယ်လို့ကျွန်တော်ပြောကြတယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေပြီးတော့မှစောင့်နေတဲ့ဗလီဆိုတာကကျွန်တော်2019လောက်ထဲကနော်ဒါဒေါအောင်ဆက်စီကိုလက်ထက်မှာချပေးခဲ့တဲ့ဗလီရ တောင်စားစုကြည်လက်ထက်မှာအဲ့ဒီနေရာကိုအဲတောင်စားစုကြည်တို့အစိုးရလက်ထက်မှာခွင့်ပြုခဲ့တဲ့ဗလီးပြ။ဟုတ်ရ အဲ့မှာကကိုဗစ်ကာလတကြောင်နိုင်ငံရေးခင်းကျင်းအကြောင်ပြဿနာပေါင်းစုံနဲ့မဆောက်တာအခုသူတို့ဆောက်တယ်ဆိုတာနိုင်ငံတော်အစိုးရတန်းလောင်ကခွင့်ပြုတာတန်းလောင်ကထုတ်ပေးလိုက်တာမဟုတ်ဘူးသူတို့အစိုးရနဲ့တရားဝင်ရောက်ဆောက်ထားတဲ့အတွက်ဒါတန်းလောင်ကမကန့်ကွက်တာကျွန်တော်မျိုးဘာသာတာနာဆိုပြီးကန့်ကွက်လို့ရတာဗောဆန္ဒပြောက်လို့ရတာဒါပေမဲ့ကျွန်တော်တို့ကမြေစီမှာပြိပတဲ့နိုင်ငံဘုရားဘာသာဆိုတာသူများတွေဟိုဘာသာတစ်ခုကိုဖျက်ဆီးဖို့ဘာညာကျွန်တော်မှလုံးဝမရှိဘူး နော်ဘာသာတစ်ခုဖြက်စီးဖို့ဆိုတာလည်းလုံးဝမကြည့်အဖဲအစားအုပ်ပဲဆော့ဆော့တရားဝင်တာဆော့အစိုးရကအကျင်းလဲလို့ဘယ်လိုရန်ကုန်တတိုင်းလုံးကိုပတ်စံနဲ့ပဲဝယ်ပြီးတော့ဆော့ဆော့လမ်းတိုင်းမှာပဲအစိုးရခွင့်ပြုလိုက်လို့တလမ်းမှာဗလီတကြောင်းမှဆော့ဆော့ပြဿနာဘူးမရှိတာဒါနိုင်ငံတော်ကနိုင်ငံတော်တက်လာတဲ့အစိုးရတိုင်းပိုင်နေအဲ့တော့တက်လာတဲ့အစိုးရစီမန်နေဂျာစပါဝါစီမံခန့်ခွဲမှုတွေနဲ့ပဲဒါနိုင်ငံကြီးကိုတွန်းနေကြတာဖြစ်တယ်เนาะဒေါ်စားစုကြီးလက်ထက်မှာပြေးလိုက်တဲ့ဒီဗလီက ညီနေရကအခုမှစောက်တာနော်အဲ့ဒါလေးကိုတီးဖို့လို့တယ်ကျွန်တော်တို့ကဘာဖြစ်လို့ဆန္ဒပြရမှာလဲဒါကဒေါ်စန်းစုကြည်လက်ထက်မှာပေးထားတာကိုကျွန်တော်တို့သိတယ်ဦးမင်းအောင်လိုင်းကြီးကလည်းပဲအဲတကယ်လို့ခွင့်ပြုခဲ့ရင်လည်းကျွန်တော်တို့ကကျေနပ်မှာဘာဖြစ်လို့လဲဆိုတော့ဒီပုဂ္ဂိုလ်ကနိုင်ငံရဲ့အမျှော်မြင်ရှိတယ်နော်ဘာဖြစ်လို့ဆိုတော့ဒီနေရာမှာဖလီပေးဆောင်ပဲဒီနေရာမှာခေတ်ကျောင်းဆောင်ပဲဒီနေရာမှာအဲအနေနဲ့ပါလဲကျွန်တော်တို့တော့ ဖះเจ้าနေစောင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးကျယ်ခမ်းနားနဲ့ဟိုက်ဒီဒီနေပြီးတော့မှချပြရတယ်ကျွန်တော်တို့ကဒါဘာလို့မျောကိုလဲဆိုတာတန်းတွက်လို့ရတယ်အခုဖြစ်တာကတရားမဝင်နဲ့ဗလီလေးတွေတရားမဝင်ဆိုတာရက်ကွက်ထဲမှာမျိုးကွက်လေးတွေဝယ်လိုက်တယ်ပြီးတော့ဗလီပုံစံလို့လို့ဘာပုံစံညာလို့စံတယ်လှုပ်လိုက်တယ်အဲပြီးတော့လို့ကျွန်တော်ရှိရင်အမေလူတွေလာတယ်အဲခလေးတွေကိုစာသင်တယ်လို့လုပ်တယ်ဗလီမရရင်စာသင်တယ်စာသင်လို့မရဒါမျိုးတွေရှိတာကျွန်တော်တို့ဗလီလေးကိုကန့်ကွက်နေတာမဟုတ်ဘူးအဓိကကကျွန်တော်တို့ကအခုပေါ်ကြရခိုင်တော့မှာဆိုလို့ရှိရင်ကျွန်တော်တို့ ာရောကန့်ကွက်နေရလဲဆိုတော့ဗကလီတွေကန့်ကွက်နေရတယ်။မြန်မာပြည်ထဲမှာရှိတဲ့မွတ်စလင်တွေကမရေကျင့်လူသားမရှိဘူး။နော်။အားလုံးကအီးစီအလုံးလောက်ကိုင်စားတော့နေကြတာ။သူ့ဘက်သူစီဝဲရှာတယ်၊သူ့လုံးနဲ့သူ့လုံးနဲ့ဘေးရွယ်မောင်းတဲ့သူကဘေးရွယ်မောင်းတယ်။တထေးကတထေးကမောင်းတယ်။တထေးလုတဲ့လူတွေကတထေးလုကြတယ်။အဲဒီထဲမှာသူများသားများကိုမရေကျင့်ပြီးတော့တတ်ဖြတ်ပြီးတော့မှလောက်တဲ့သူတွေဒီဗမာပြည်ဒီဘက်ရန်ကုန်တို့ဘာညာမန္တလေးဘာညာမြန်မာပြည်ပြည်မှာရှိတဲ့လူတွေက အဲ့တော့မရှိဘူးအခုဖြစ်နေတာကရခိုင်ပြည်နယ်ဘက်မှာဖြစ်နေတာရခိုင်ပြည်နယ်ဘက်မှာကအဲ့ဂျာမန်ပြည်ပိတ်လိုက်တဲ့ဟာဆိုလို့ရှိရင်ဗျာဟိုကကမလေးကိုတီးတဲ့နာမည်မသုံးတော့တော့ဗျာအဲ့ကကမလေးကိုမနှိမ့်ကျင်တယ်မနှိမ့်ကျင်ပြီးတပ်ပစ်လိုက်တယ်အဲ့ဒီနေရာမှာအဲ့လိုတွေဖြစ်လို့အဲ့ဒီဘလူကိုပိတ်တယ်နော်အခုတော်မဲလိုက်ပြန်ဖွဲ့ဝေးတယ်ဖွဲ့မယ်စီပြီးတော့လို့ကြာအခုဘာဖြစ်နေလဲဘင်္ဂလားဒေ့ရှ်နဲ့လည်းပြန်လာတက်နေတာပဲ နော်။ဥမာဗေကန်တိမှာရခိုင်ကမလေးစက်နှစ်နေသားချက်တန်းကျောင်းသူတွေကိုမရိတ်တော့ရဝိုင်းကျင်တယ်။ပြီးလဲပြီးတော့ပါဇက်တဲကိုမိသေးတွေလောင်းထဲတယ်။ဟာလာအဲ့ဒါပြဿနာတက်တော့ ဗင်နာရီအစိုးရကအခုရခိုင်ဆန္ဒပြလူတွေကိုအကုန်လုံးတဏ္ဍနဲ့ပြစ်တတ်တာရှိတယ်ရွာတွေမီးရှို့ပြစ်တာရှိတယ်ဘုံအကြောင်းတွေဖျက်ဆီးပြစ်တာရှိတယ်ဘုရားဘာသာဘာမှမလုပ်ဘူးဘယ်ဘုံအကြောင်းဘယ်ပလီမှလည်းတော့ဖျက်ဆီးတာမရှိဘူးအဲ့တော့အဲ့ရခိုင်ကြီးမှလည်းအဲအဲ့လိုဒုက္ခတွေရေဆိုင်နေရပြီကျွန်တော်တို့ပြောနေတာကဒီဘက်ကိုယ်ဝင်စကလီတွေမွတ်စလီတွေဗမာပြည်တွေရောက်မလာဘူး ်နော်အခုဆိုဥရောပတစ်ခွင်မှာဒါဒွန်တန်ထရပ်ပြောပါလားရှင်းရှင်းလေးပဲတို့အနောက်တကားပွင့်နေပြီဆိုပြောတာအဲဒီအိမ်မှာချက်ချင်းပဲဝီဒီကျော့ကဆမောင်းထုတ်ပြီမြို့တော်ကမောင်းထုတ်ပြီမြို့တော်ကမွတ်စလင်ကလားမောင်းထုတ်ပြီဟမ်တို့လောကလူဝန်တရားဥပဒေကိုသိတာသိစိတ်ပြီကျွန်တော်နိုင်ငံမှာလည်းဒီတမကချစ်စေရမှာပတ်စံရလို့လုံးလို့မရအောင်ဒါကကျွန်တော်တကားကြီးပွင့်သွားတယ်ကျွန်တော်တို့ဘွားပြက်မှာ အနော်တကားကြီးပို့တယ်ဘွားပြောကျွန်တော်ရခိုင်ပြည်ကပွင့်သွားရင်ကျွန်တော်တို့တိုင်နေပတ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအာယုံဆိုင်ပြီးတော့ပြောပေးနေတာကျွန်တော်တို့ကမြစ်စိမပြည့်တယ်ခင်ဗျာအဲဘသူ့ကိုဒီပလီဆောက်လို့မှအာကျွန်တော်တို့ကပြောနေရတဲ့အပိုင်းမှာမဟုတ်တာဆောက်ပါတရားဝင်ဆောက်ပြီးွားလို့ချင်းကိုယ့်ဘက်ကိုကိုယ့်ဘာသာကိုကိုယ့်ဘက်အမျိုးဘာသာတာနာဆောက်ကိုယ့်အမျိုးကိုယ့်ဘာသာကိုယ့်တနာကိုယ့်ဘက်ကိုပဲဆောက်ရှောက်မှာဘယ်သူမှလာမဆောက်ရှောက်ဘူးလားဒါပေမဲ့နိုင်ငံသားတွေကခိုးဝင်လာပြီးတော့ဝင်လာမဲ့ပြည်ကလီတွေနဲ့မွတ်ဆလင်ကောင်တွေနဲ့ ီကမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံထဲမှာရှိတဲ့မြန်မာနိုင်ငံသားမွတ်စလင်တွေပေါင်းစည်းသွားပြီးတော့မှအကောင်ပြည့်စည်းမှဆိုလို့ဒါမိမောင်းထိုးပြနေကြဖြစ်တယ်။အဲ့တော့ဘုံကြောင့်ဝင်းကြီးဥမလိုက်ရတော့ဒါဗလီဆောက်တော့ကျတော့မင်းတို့ဗဇက်ပိတ်တာမဟုတ်ဆောက်လို့ရတယ်။တရားဝင်တာဆောက်ကြဘလောက်ဆောက်တော့ခွက်ပြီလေဒါလည်းပဲတော်တော်ဆန်းကြီးလက်ထက်မှာလို့ကျွန်တော်အတိတ်ကခါကပြောနေပြီကနော်ဒါဒီမြေခွက်ကချပေးပြီးသားအဲ့တော့အားလုံးသိစေချင်တာကကျွန်တော်တို့တွေကနိုင်ငံတွင်းမှာနေတယ်နိုင်ငံထဲမှာဥပဒေရှိတယ် နိုင်ငံတွင်းမှာနေတဲ့နိုင်ငံတွင်းမှာဥပဒေရှိတယ်။နိုင်ငံအကျိုးကိုကျွန်တော်တတ်နိုင်တဲ့အားတည်ဖို့လား။ပြီးတော့ကျွန်တော်ဘောမှလည်းမဟုတ်ဘူး။ နောက်တစ်ခါမျိုးချစ်လည်းမဟုတ်ဘူးအမျိုးဘာသာသာသနာလည်းမဟုတ်ကျွန်တော်ကအမျိုးဘာသာသာသနာကိုယုံကြည်ကိုးကွယ်သူသာဖြစ်တယ်ဆောက်ကာဝယ်ဆောက်ရှောက်တဲ့သူကယဟန်ရှင်သူများတည်တာဖြစ်တယ်အဲ့တော့ကျွန်တော်ကိုလာပြီးတော့ပြောပြန်တော့လဲဟုတ်တယ်ကျွန်တော်တို့ကယုံကြည်ကိုးကွယ်တဲ့သူအဲဒီနေ့မှပတိဆောက်တဲ့တရားမဝင်တော့ကျွန်တော်တို့ကအရာရာကိုပြောပြမှာပဲတရားဝင်တော့ AC ပေါ်အားလုံးဒါဖြတ်တန်းလို့ရတယ်တရားမဝင်တဲ့ဟာလေးတွေကကျွန်တော်ပြောရတာဖြစ်တယ်ပြီးတော့မြန်မာပြည်ထဲမှာရှိနေတဲ့မော်ဆယ်လင်တွေရလဲပဲခင်ဗျားတို့ဟို တိဖို့တခုပြောမှာမရေချင်းလူတက်တဲ့ဆိုမရှိဘူးလားမရှိဘူးမရှိဘူးကျွန်တော်ဒါနေသမားတစ်ချောင်းလို့ဆိုတော်တော်ရှားတယ်မကြမိသေးဘူးကျွန်တော်အသက်ဒီအရွယ်ရောက်နေတဲ့အထိကျွန်တော်မကြမိသေးဘူးလူတက်မရေချင်းနဲ့မဆက်နေဖွဲအုပ်စုလိုက်ဒီဘာညာတစ်ခါမှမကြဘူးသေးဘူးနော်ဘင်းနာလေးသူဒီဘက်ရခိုင်ပြည်နယ်ဘက်တို့ဒါတောက်လျှောက်ကြားနေအဲ့ဒီဘက်ကြီးကြားနေကျွန်တော်ဒီဘက်ကမွတ်စလင်များအေးတယ်ဗျသူ့လို့သူ့လို့စားကြတာเนาะအဲ့တော့ကျွန်တော်ပြောချင်တာကမွတ်စလင်ဆိုတဲ့နေရာမှာ ။နော် excellence ဆိုတဲ့နေရာမှာမတူသေးဘူး။ကျွန်တော်မြန်မာနိုင်ငံသားတွေကဘာမှမဆိုင်ဘူး။ဟိုဘက်ကကုလသမဂ္ဂကို OIC နိုင်ငံတွေကငွေပေးတယ်။ငွေပေးပြီးတော့ဒီဘက်ကဒုက္ခတွေဆိုပြီးတော့လွတ်တယ်။ပြီးလိုက်ပြီးအိုက်ဒုက္ခတွေဒီအိုက်နဲ့ရောက်လာအိုက်ဒုက္ခတွေကိုပူကြီးဆိုပြီးတော့ကုလသမဂ္ဂငွေပြန်ပေးတယ်။သူကဒီလိုမျိုးတည့်ပြီးတော့ခလောက်လာအမှုပြုံးကြီးတွေပါညာတီထွင်မဲ့ဆိုဘလောက်ငွေကြေကုန်ကြမလဲ။ဒီမှာကုသိုလ်ရတဲ့ဆိုပုံစံမျိုးနဲ့အမေဟိုမှာအဲ ူလာသမကလာအမကျတော့အလူရှင်ကြီးလို့ဘာကြီးလို့လို့ဟောကောအဝိုင်းရပေးတာပေးတဲ့လူတိုင်းအမကြီးလိုက်ဒီဘယ်သူတွေပါလဲဘယ်ခရစ်ယာန်တွေပါလဲလူတိုင်းလို့ကျေကျနာကြည့်လိုက်ကိုသားသမကလူဝါးဆိုကြည့်လိုက်ခဏဘယ်ခရစ်ယာန်ပါလဲဘယ်ခရစ်ယာန်မလဲမပေါ့ဘယ်ဗုဒ္ဓမလဲမပေါ့ဘယ်ဗုဒ္ဓမလဲမပေါ့ဘယ်ဗုဒ္ဓမွတ်စလင်မတော့ပြင်းနေတာအမအခုလူလည်းတော့ကြည့်လိုက်ခဏဘယ်လာတိဘက်ကလူတွေရိုးရင်းကြဒုက္ခတွေတွေဆိုပြီးတော့ပြောနေတယ်အဲခွေးမျိုးတွေတလိမ့်ဆန်မျိုးတွေတရောင်းသားမျိုးတွေကိုပြောတယ်ဟုတ်လားအလူလိမ့်လူညာမျိုးတွေကိုပြောတာကျွန်တော်ပြောချင်တာက ဝီဒီနဲ့ဝယ်နေတာနိုင်ငံတွေကိုဒါတော့အတိအမြင်နေကျွန်တော်တို့က sharing မြောက်ပဲကျွန်တော်တို့ကနိုင်ငံကိုအဲဒါမြင်မလို့ကဘာကိုလည်းမြင်အောင်ကြည့်ရတယ်အဲ့တော့ခင်ဗျားတို့ကကျွန်တော်တို့ပြောတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လေ့လာအောင်เนาะဒီနေပြည်တော်မှာစောက်တဲ့ပလီကဘာလဲဘယ်နှခုနှစ်ကစောက်ခွင့်ပြုလာတာလဲပြီးလို့ရှင်တို့ကဘယ်လိုမျိုးလဲဟုတ်တယ်မလားအဲ့ဒါလေးတွေခင်ဗျားတို့နားလည်ဖို့လိုတယ်ကျွန်တော်တို့ကဒီမှာနိုင်ငံမှာတူရှင်တွဲနေလာတဲ့အဲလူမျိုးတွေကအများကြီး135မျိုးတော့ တောင်းတဲ့တော့ဘာမှရန်လည်းမဖြစ်ဘူးပြဿနာလည်းမဖြစ်ဘူးဘာမှမဖြစ်ဘူးအေးစေးနေတာလားငါတို့အဲဒီဘက်ကနေပြီးတော့တိုက်ပီးပြီးတော့မှအဲတိုင်းပြည်ကိုဖျက်ဆီးအောင်အမျိုးမျိုးကြံစီနေတာဥမာစီရေးရမနိုင်တဲ့ခါကျတော့ဘာသာရေးနဲ့ပြန်တိုက်เนาะအမျိုးမျိုးလုပ်နေတာငါတို့ဟုတ်လား အမျိုးမျိုးလုပ်နေတာတိုင်းပြည်မှာဘယ်လိုဖြည့်ဆည်းရမလဲဆိုတော့ဖြည့်ဆည်းခြင်းမျိုးစုံကိုပြောင်းနေကြအဲ့တော့ကျွန်တော်တို့ကအားလုံးအေဂျင်စီကနေဆန္ဒတစ်ခုရှိတယ်ကျွန်တော်ကအရှင်းပြောလို့ကျကျွန်တော်သိရှိတဲ့တရင်အကြောင်းအရာလေးကိုလာကျွန်တော်ကအာကျွန်တော်ညီကောင်မလေးပြန်လဲရှယ်ရင်းမျှဝေပေးတာရှိတယ်ပြီးတော့ကျွန်တော်ကအဲသူများပြောလို့ဘောမှလည်းဘာမှလည်းဘယ်ဘောမှလည်းမမဘူးဘောမှလည်းမဟုတ်ကျွန်တော်ကျွန်တော်အမှုပညာပဲကျွန်တော်လုပ်တာအဲကျွန်တော်အမှုပညာနဲ့ပဲကျွန်တော်ဝန်လာရှာတာ နော်အဲ့တော့ကျွန်တော်သိရှိတဲ့သတင်းကြောင်းလေးတွေသိရှိစေချင်တဲ့ဆန္ဒတွေကျွန်တော်ပြောပြပေးတယ်အဲနောက်ကကျွန်တော်တူစင်တန်းနေတယ်ဆိုလဲကျွန်တော်တူတယ်တန်းနေနောက်ကကျွန်တော်အထည်လေးပါရောင်းနေတယ်ဆိုလဲကျွန်တော်ရောင်းပေးတယ်ဒါပြီးတော့မျိုးချစ်လို့ကျွန်တော်ဆက်ပြောပြတယ်မျိုးချစ်ဆိုတာကျွန်တော်ပြောပြတော့ယူခွန်လိုက်တော့ကျွန်တော်ရဲ့စကားပဲပြောတာတော်တော်ကြာရင်နှစ်ကိုဆယ်စုနှစ်တော့မကြမကတော့နှစ်စုတော့ကြာပြီဆယ်စုနှစ်နှစ်စု လောက်ကိုကြာပြီမိသားစုတွေကမိကောင်မောင်တော်ရောင်စကားတိတ်မပြောပြကြဘူးပေါ့နော်ညိုးဘလောက်ချစ်တယ်လဲမချစ်တယ်လဲဆိုတာဒါပေမဲ့တိုင်းပြည်ရေးနဲ့ပတ်သက်လာတဲ့ခါကျနိုင်ငံရေးနဲ့ပတ်သက်လာတဲ့ခါကျကိုမြင်တာလေးတွေကိုသိတာလေးတွေ share လေးမျှဝေပေးတာပါနော်အဲ့တော့ဗုဒ္ဓဘာသာပြတဲ့ကျွန်တော်ယုံကြည်တဲ့ကိုယ်ပဲတဲ့ရဟန်းတန်ခါအခြေသူမြတ်တွေကိုဘလို့နည်းနဲ့မဆိုကျွန်တော်တို့ကမစော်ပါဘူးအဲကျွန်တော်ပြစ္ဆာနရိယကံအထိုက်မကံသူကသူဘာဖုံးကြီးဟုတ်ဟုတ်မဟုတ်ဟုတ်ကျွန်တော်တို့ပြစ္ဆာနရိယကံအထိုက်မကံကိုအဲဒါမျိုးတွေကျွန်တော်ပြပြတာပါနော်အဲ့တော့အားလုံးကြမ်းပါစေကြောင်းဟိုးစုမကောင်းတောင်းပေးပါတယ်နေပြီးတော့ပလီတောင်းပြတာ ော့ဒါရလည်းပဲကျွန်တော်တို့ကဂလီလေးဆိုတာကျွန်တော်တို့ကဖြက်စီးဖို့မလိုပါဘူးเนาะသူများစောင့်နေတာကိုကျွန်တော်တို့ကတားမြစ်ဖို့မလိုပါဘူးတရားဝင်တာလုပ်တရားဝင်တိုက်တလောက်စောင့်အမှပတ်စံရှိပါဗျာဂလီစောင့်တဲ့လူတွေဒီကမြေကွက်တာရောင်းလိုက်အဲ့ဒါတိတ်ဘီနန်နဲ့ဟိုဟိုနေမော့ ဇေဒဝန်ကျောင်းစောက်တယ်လို့ပေါ့နော်ဇေဒဝန်ကျောင်းစောက်တယ်လို့ဇေဒအမြင်သားကိုဒီအနာဂတ်တတိယဒီမီကဒီခြံွက်ကိုဝယ်ခြင်းလို့ဘယ်လောက်နဲ့ဝယ်ရမလဲဆိုရွှေတင်ကအပြည့်နဲ့ဝယ်မယ်လို့ပြောတယ်။အေးအဲ့လိုမျိုးပဲအဲ့မှာမင်းတို့ရွှေကျောင်းအပြည့်နဲ့ခင်းပေးလိုက်လူတလောက်အေကာယူဆိုလို့ခြင်းဟိုမှာဝယ်မယ်ဆိုတဘောကြီးလားအိုက်ကောင်ကြီးကတိလားတားချမ်းတာလေအဲ့တော့ပြောချင်တာကတိုင်းပြည်မှာကဒီလိုနိုင်ငံတော်အစိုးရဆိုတာသူစီသူကံသူပေါင်းနဲ့လုပ်တာဖြစ်ပါတယ်အဲ့တော့အစိုးရကိုစန့်ကျင်မယ်ဆိုလို့ရှိရင်လည်းတိုင်းပြည်ကိုစန့်ကျင်တာဖြစ်ပါတယ်ဒီဟာ ပြီးတော့ဘယ်ဘာသာမှဆိုကျွန်တော်တို့ကသူရှင်တွဲနေထိုင်ရမယ်သူတို့လည်းပဲဗလီဆောက်လဲတာဘာဖြစ်လဲဆောက်ရမှာပဲလေသူတို့ဒါကောင်းမှုကုသိုလ်တွေလုပ်တာဆိုလုပ်ကြပါစေကျွန်တော်တို့ကတားမြစ်ခြင်းမရှိပါဘူးဒါကိုသိသိချင်းနဲ့ဆန္ဒတစ်ခုနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်ဘသူပဲဘသူပဲဆောက်ဆောက်ဘာပဲလုပ်လို့ကျွန်တော်တို့ကမကန့်ကွက်ပါဘူးเนาะကန့်ကွက် ဒါလည်းမရှိဘူးအားလုံးညီသူမြလူဟိုတာလူညီမြကျွန်တော်တို့အပူအေးအေးကျွန်တော်မြန်မာပြည်ထဲမှာအထူးထူးခံစားကြတဲ့ညီကောင်မတွေဖြစ်နေကြတယ်ကျွန်တော်တို့ကအများရန်လက်တွဲပါတယ်နော်အများရန်လက်တွဲပါအကြောင်းတန်ငယ်ချင်းတွေဆိုတဲ့မူဆလင်တွေအများကြီးပဲဒီကောင်တွေအစ်လုံလို့ချင်းအာပိုင်ကြီးအဲအမေကစားလားစားတာပေါ်ဆိုလားဒါယူဆိုသွားယူတယ်ကျွန်တော်ကားနဲ့သွားယူတကားတွေပါလို့ချင်းတလားလောက်စားရတယ်ပြုတ်လိုက်နှက်လိုက်တက်လိုက်နဲ့လုံနေတာဒါမှမရှိလေကျွန်တော်ကအဲ့လိုငုံညာမဟုတ်ဒါပေမဲ့ဟိုဘက်က အဲဘက်ကလေးခိုးဝင်တဲ့ကောင်တွေဝင်လာပြီဒီဘက်ကသူတွေကိုဘာအခြေအနေပြတ်သွားမှာဆိုတော့ကျွန်တော်တို့ကမရရအောင်ကာနေတာအာဟိုကကိုဝင်ဘက်ကလေးတွေကငူတွေကအကျင့်မကောင်းဘူးမရိတ်ပြင်မယ်လူတတ်မယ်လုံမယ်ဒီမှာအဲ့ဒီကောင်တွေကဝင်လာလို့အဲ့လိုလှုပ်လိုက်တာနဲ့ဒီမှာရှိနေတဲ့မွန်စနေတွေကိုဘာဖြစ်လဲမြန်မာတွေကမုန်းသွားမယ်မုန်းသွားလို့ခြားခြားပုတ်တက်တက်ခဲကြနိုင်ဆိုလို့ရှိရင်အဲညစ်နာမှုတွေများလာမှာဆိုဒါကိုအမြန်လို့ကာပေးတာကျွန်တော်တို့ကာပေးတဲ့ဆိုတာနိုင်ငံထဲမှာရှိနေတဲ့မွန်စလင်တွေနဲ့အစ္စလမ်ဘာသာဝင်တွေကာဝယ်ဆောက်ရှောက်နေပြောပြနေတာ အဲ့တော့တချို့ကကျွန်တော်ဓမျိုးထင်အောင်ထင်လိုက်မယ်။တချမ်းဘက်ကအချမ်းဘက်တွေဝင်မလာရင်ဒီဘက်မှာကျွန်တော်အေးချမ်းတယ်။အေးချမ်းရင်ကျွန်တော်တို့ကတူရှင်တွဲအေးစစ်တာရယ်။ဒီချမ်းဘက်တွေဝင်လာလို့ဒီလိုဒူးဆဲမှုတွေပါလာရင်ဘင်္ဂလားဒေ့ရှ်ကဝင်လာလို့ဒီလိုမဒိလူတပ်တွေပါလာရင်ဒီထဲမှာဖြစ်လာခဲ့ကြီးမားစွာခံစားကြမှာကဒီမှာမြန်မာနိုင်ငံထဲမှာနှိမ့်ရှိလာများမြန်မာမြန်မာရေကိုတောက်ပြီးနေတဲ့မွတ်စလင်တွေအစ္စလမ်ဘာသာဝင်တွေဒုက္ခရောက်မှာဆိုလို့ကျွန်တော်ပြောတာဖြစ်ပါတယ်။အမျိုးဘာသာတာဏနာကျွန်တော်တို့ကဒီလိုခွဲကြတဲ့ဒီမဟုတ်ဆိုတာအားလုံးနားလည်သိသိရင်ပါအကြောင်းကိုပြောနေ ကျမ်းမာစေတောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ကနော်အားလုံးလို့တာဖြစ်ပါစေမြတ်မတဲ့ရဲ့မန်ဆွေမြေဇွန်ငင်းကြီးပဲလီစင်တန်ဤရင်သွားပေါ်စုကဒူတိုင်းရင်နော်၏ဒီနေ့တိုင်းအားလုံးရှင်တွဲကနေတိတ်ကြောင်စုလီစင်မြေမတိတ်ပွေးဒီဝင်းရောက်လူရဲ့အံပြေကင်းပြီတိတ်ပွေးတဲ့နိုင်ငယ် ရပြမတန်းစုပြုလူလီအောင်တည်ပန်းနေပြန်ငယ်ပါစီလူကျော်မေဒီသူရဟတာတော်ရောင်ရောင်တိုင်းဒီဒီအေးချမ်းမနိုင်ငံကြီးဖွင့်ပြုလူနုံကျော်ကြမှာတင်ချာနုံတိုက်ပွဲတွေအောင်နိုင်ပြီးပြန်လာခဲ့ပါစီတီတို့ရဲ့ဘော Seni. o မာတီချာနိုတိတ်ပွေးတွေအောင်နိုင်ပြီးပြန်လာခဲ့ပါစစ်တီတို့ရဲ့မော